အဒီခန်းလေးကတယောက်ခန်းပါအဒီတယောက်ခန်းဈေးနှုန်းကတော့ဒါတသိန်းခွဲပေါ့နော်အတငယ်ချင်းနှစ်ယောက်အတူတူညပြီးတော့နေမယ်ဆိုလို့ရှိရင်ရတယ်အတယောက်ကို6000ပဲကြောင်းမယ်ပေါ့နော်လေးယောက်အခန်းရဲ့လူငယ်နေချင်းဆိုင်အခန်းမှာတော့ဒီလိုတယောက်ခန်းလေးရှိပါတယ်ဒီတယောက်ခန်းဆိုလို့ရှိရင်ဈေးနှုန်းကကြောင်းဒီတစ်ခေါက်8000ပေါ့နော်ဒီဘက်အခန်းလေးကတော့ဒါ6ယောက်ခန်းပေါ့နော်တယောက်ကို8000ပေါ့နော်၃ယောက်ဆိုလို့ရှိရင်တယောက်ကို8000နှစ်ယောက်တည်းညနေမယ်ဆိုလို့ရှိရင်လည်းတယောက်ကိုတသိန်းနဲ့ပေါ့နော်ဒီတစ်ခန်းလုံးမှာပေါ့နော်2သိန်းနဲ့ကြောင်းပါပါအဲ့ရရပါရမရှိလို့ရှိရင်ဒီကအဆောက်အအုံမှာလေးကိုစီစဉ်ပေးတယ်ဟိုကကိုလည်းထမင်းချက် ားလို့ရတယ်ပေါ့နော်ပြီးတော့ရှေဘုံမီးဘွားလည်းအပီးစီခင်ဗျားကပြီးကြမှာပါဦးအားလုံးမင်္ဂလာပါရှင်။ဘုမကအခုဒါ52လမ်းကိုရောက်နေရပါ။ဒါ52လမ်းမှာပေါ့နော်။ဒီတယောက်ခန်းကမှဒါတသိန်းတောင်မပြည့်ရဈေးလေးနဲ့ပေါ့နော်။အေးဆေးဆေးလေးနေလို့ရမယ်။အမျိုးသမီးတည်တန်းအဆောင်လေးကိုရိုက်ပြပေးဖို့တည်းရောက်နေရပါ။အာဒီနီယာ52လမ်းဆိုတော့ဒါကုန်တယ်လမ်းနဲ့မဟာဗန်နူလာလမ်းကြားပေါ့နော်။အာဒီနီယာကဒါတွားရည်လာရေးအတွက်ဆိုလို့ရှင်တဲ့အဆင်ပြေပေါ့နော်။အဲ့တော့အဆောင်ကတော့ရှင်းသားလေးမှာပဲ။တိုက်ကတော့ရှင်းသွားလို့ပြောပါရဲ။အဲ့တော့အဆောင်အခန်းကိုကြည့်ကြပါမယ်။ အခုအဆောင်ကတော့ရောက်လာပြီပေါ့နော်အဆောင်ကတော့ရှစ်သွားဆိုတော့ဒီကတော့လည်းဒါပါပဲအဒီခန်းလေးကတော့တယောက်ခန်းပါဒီတယောက်ခန်းဈေးနှုန်းကတော့ဒါတသိန်းခွဲပေါ့နော်တငယ်ချင်းနှစ်ယောက်အတူတူမျှပြီးတော့နေမယ်ဆိုလို့ရှင်လည်းရတယ်တယောက်ကို6000ပဲကြောင်းလဲပေါ့နော်အိယာလေးရဲ့ခေါင်းလေးရောပါတဲ့အခါကျတော့တော်တော်လေးအဆင်ပြေပါတယ်ဒီကြိုက်ရဲ့ပေါ့နော်အပေါ်ဆုံးထက်ဆိုတဲ့အခါကျတော့မျက်နှာချင်းတွေကလည်းတော်တော်လေးဝေးရပေါ့နော်အဲ့တော့ဆက်ရှူချောင်းနေအခန်းလေးကကြဲကြဲဝန်းလေးနေလို့ရပါတယ်အဆောင်ရှောင်းလမ်းအောင်ဆိုလို့ရှိရင်တော်တော်ကြီးကျယ်ပေါ့နော်အာဒီဘက်ချမ်းမှာလည်းအခန်းကြီးရှိပါသေးတယ် ဒီမှာအခန်းလေးရတော့ဒါ၄ယောက်ခန်းပေါ့နော်၄ယောက်ခန်းဆိုတဲ့အခါကျတော့သူကတစ်ယောက်ကို8000ပေါ့နော်၃ယောက်ပဲနေမယ်ဆိုလည်းရတယ်၃ယောက်ဆိုလို့ရှိရင်တော့တစ်ယောက်ကို8000၂ယောက်တည်းမျှနေမယ်ဆိုလို့ရှိရင်လည်းတစ်ယောက်ကိုတစ်သိန်းနဲ့ပေါ့နော်ဒီတစ်ခန်းလုံးမှာပေါ့နော်2သိန်းနဲ့ကြာမှာပါအဲ့တော့ဒီခန်းမှာဆိုလို့ရှိရင်ဒီဘက်ချမ်းမှာဒါပတင်းပေါက်လေးပါတယ်ပေါ့နော်ဘောဘောမှာဆိုလို့ရှိရင်ဒါဘူတောင်ဖျားလဲဆိုတဲ့အခါကျတော့ဒါလေဝင်လေထွက်လေတော်တော်လေးကောင်းတယ်ပေါ့နော်ဘေးမှာတိတ်တိုက်အမြင်ကတော့ဒီဘက်ချမ်းမှာပဲတတိုက်ပဲရှိမယ်ပေါ့နော်မဆိုအခါတော်တော်လေးကျဒီခါမှာတယောက်လဲနေမယ်ဆိုလို့ရှိရင်ဒီဘက်မှာအိပ်ရာတွေပါထားပြီးပစ္စည်းတွေ share ထားလို့ရတယ် ပြီးတော့ဒီခန်းမှာကဒါ facility အနေနဲ့က wifi ပါမယ်ဒီဆောင်မပေါ့နော်တခုကောင်းတာကသင်တန်းသူဆိုလို့ရှိရင်ပေါ့နော်အဲ့ရာဘာမရှိလို့ရှိရင်အဲ့ရာအစဒီရာအဆောင်အမအမနေပေါ့စီစဉ်ပေးတယ်ဟိုဘာကိုလည်းထမင်းချက်စားလို့ရရပေါ့နော်ပြီးတော့ရေဘုံမီးဖွားလည်းအပီးစီခင်ဗျားကပီးစီရမလို့ပါဘူး လေးယောက်ခန်းရဲ့ဒီမြန်နေချင်းဆိုင်အခန်းမှာတော့ဒီလိုတယောက်ခန်းလေးရှိပါတယ်ဒီတယောက်ခန်းဆိုလို့ရှိရင်ဈေးနှုန်းကကြတော့ဒီတစ်ထောင်8000ပေါ့နော်8000မှာဒါလုံးဝရေဖို့မိဖို့အပြီးစီပြီးတော့ဒီမျိုးမီလုံးလေးလည်းပါမယ်ပေါ့နော်ပြီးတော့ wifi ကတော့ထုံးလန်တိုင်း20နာရီပြီပြီးတော့အော်ဒီထောင်မှာဒါအဲဇင်းလည်းတိုင်ပေးရပေါ့နော်အဲ့တော့ဟိုကလည်းဒီပေါ့နော်ကြည်ကြဲဝန်းလေးကာပေးထားတယ်တော်တော်လေးအဆင်ပြေပါတယ်ဟိုဘက်ချမ်းမှာတယောက်ခန်းရှိပြန်လိုက်ကြပေးမယ် ဒီမှာချမ်းမာလည်းထပ်ပြီးတော့တယောက်ခန်းရှိသေးတယ်။ဒီတယောက်ခန်းလေးကလည်းဈေးတော့8000ပါပဲ။ဒီလိုမျိုးမီနီအဲကူလာလေးထားပေးထားရပါတော့။ဒီအဲကူလာလေးကြတော့သူကမီးပြတ်သွားလို့ရှိရင်လည်း ဟိုပေါဘက်နဲ့ချိန်ပြီးတော့တော့ရရပေါ့နော်မီလာနဲ့လို့ရှင်နဲ့ဖွင့်လာလို့ရဒီအထဲမှာရေလေးထည့်ပြီးဒီကနေရင်ွေလေးထွက်တာပြီးတော့ဒီအဆောင်မကျတော့ဒီအဆောင်မူကပေါ့နော်ဒီအဆောင်ရဲ့ပိုင်ရှင်လေးအဲ့လိုဆိုရဲအခါကျတော့ကို့အနေနဲ့ဒီဆောင်မနေမှာဆိုလို့ရှင်နဲ့ safe ဖြစ်တာပေါ့နော်တခုဆိုလို့ရှင်ဒီဆောင်မရှင်အမှရှိရဲအခါကျတော့ပြီးလို့ရှင်ဒီဆောင်မဇဝုံရလုံးဝတကယ်မပေးချင်မလို့ဒါပေမဲ့ဟိုဇယံလေးတော့ကြိုပြီးတော့တက်ပေးရရပေါ့နော်တကယ်လို့ကိုကဒီဆောင်လာကြည့်ရဲဥပမာဒီအခါ8000ဆိုလို့ရှင်ကိုကဇယံငွေလေးပေါ့နော်3000ကြိုပြီးပေးခဲ့တာဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့ပြောင်းပြီးတော့လာနေပြီဆိုတဲ့အခါကျတော့ရှင်တော့ ကိုယ့်ရဲ့ဒီအဆောင်လာကတည်းကနေပြီးတော့ပေါ့နော်အဲ့ဒီ VPN ကိုတော့သူကလှုပ်ပေးလိုက်ပါတယ်ဒီအဆောင်ကလာနေတဲ့သူတွေအတွက်ကိုပေါ့နော်ဒီအဆောင်ပိုင်းရှင်မှာတော်တော်လေးစဉ်းစားထားပြီးတော့ပြောလို့ရပါတယ်ကဲအခုတော့အခန်းကြီးပြပြီးပြီးသွားပြီဆိုတော့ဒီဘုထောင်လိုက်ပြပါမယ်ကဲဒါကတော့မီးဖို့ကြောင်ပါမီးဖို့ကြောင်ကတော့ညင်လိုက်တာလေပေါ့နော် ်ပန့်ရှင်းပတ်ရက်နေရပဲလုံးဝဒီမှာဆိုလို့ရှိရင်ဒါရေခဲတက်တာလည်းရှိရဲပြီးတော့ဟို3မိနစ်အတိုင်းရေနွေးကြရပေါ့နော်အဲ့ဒါလည်းထားပေးထားတယ်ပြီးလို့ရှိရင်ဒဲဦးနီလည်းရှိရဲကိုကကိုလည်းဒီနေရာမှာချက်ပြုတ်စားသားလို့ရတယ်ဒါအညော်လေးပါလို့မယ်ဆိုလို့ရှိရင်ဒီမှာပရင်မောက်လေးဖွင့်တာပေါ့နော်ပြီးတော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ဒါအဝတ်လမ်းဝတ်ပေါ့နော်ဒီမျိုးဂျိတ်ကလေးနဲ့ဒါတေချာလေးအောင်မှာစီစဉ်ပေးထားပါတယ်ပြီးတော့ဒီဘက်ချမ်းမှာကတော့ရေချိုးခံမှာ အာရေချိုးကတော့တကယ်တော့အထဲမှာရေဟိုလောင်ဝေးတာအများရွယ်စီပိုင်းနေနဲ့အပေါ်မှာလည်းရေတိုင်ကြီးရှိပါတယ်ရေချိုးခန့်ရဲ့ဒီဘက်ချမ်းမှာ dry လက်ပါ dry လက်ကတော့ရေကို dry လက်ပါပဲအာဒီဆောင်ကကြတော့သူကအဆောင်ပိုင်ရှင်အမပြောတာကြတော့ဂျပန်သင်တန်းကျောင်းကြီးရင်းနီးရပေါ့နော်အဲ့လိုဆိုတော့ဟိုကဒီမှာသင်တန်းဂျပန်သင်တန်းတက်ရင်းနေပဲဖြစ်ဖြစ်ဒီမှာလည်းဒါနေလို့ရရပြီးတော့တတ်တတ်ရှင်းရင်းတတ်တတ်ရရနေခြင်းနဲ့ဒါအမျိုးသမီးလေးတွေအတွက်ပေါ့နော်ဒါရုံးဝန်းန်းနေဒါကျောင်းသားကျောင်းသူတွေအတွက်ဒီအဆောင်မှာဒါပြီးတော့ လို့ရပါတယ်အဆောင်ရတော်တော်လေးတက်တက်ရှင်တက်တက်ရက်ရှိရန်စင်အခုကတော့အဆောင်ရဲ့တာဝရဏာကိုရောက်နေတာပေါ့နော်ဝရဏာမှာဆိုလို့ရှိရင်ချစ်စရာလေးပါပင်လေး ရှာသောဘက်အပင်လေးစိုက်ပေးထားပါဘောနော်ဗိုက်တယ်တော်တော်လေးနေရထိုင်ရတော်တော်လေးကိုအဆင်ပြေပါပါဒီအဆောင်ကအခုဒါဝမ်ရက်ပြပေးတဲ့အဆောင်ကကြတော့ဒါ52လမ်းပါရှိတဲ့အမျိုးသမီးတည်တဲ့အဆောင်ပဲဖြစ်ပါရဲ့ရှင်ဒီနေရာလေးကဒါ52လမ်းနေတဲ့အခါကြတော့ဒါလမ်း50မှတိုင်တယ်နေမယ်ပြီးတော့ဈေးဆိုလို့ရှိရင်ဒီ50လမ်းပါဘောနော်ဒီဘက်ကိုထွက်သွားရရှိတော့မဟာဗန္ဓုလလမ်းမပါဘောနော်အနားလေးမှာဒီမနက်ဆိုလို့ရှိရင်ဒီအသားငါးတွေရောအသီးရွက်တွေရောရောင်းနေပေါ့နော်အဲ့တော့ဒါဈေးသွားမယ်ဆိုလို့ရှိရင်လည်းအဝေးတွေတော့တောင်းနေကြမလို့ဘူးအဲ့တော့ဒီဆောင်မှာနေဖို့အတွက်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ ခုခုပြတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါရဲ့ရှင်။မိမတို့ကဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ပေါ့နော်အဆင်ပြေနေလို့ရအောင်လို့အဆောင်တွေကိုလိုက်ပြီးတော့ရိုက်ကူးတင်ဆက်ပေးနေရဖြစ်ပါရဲ့ရှင်။အဲဆိုရင်နောက်ဘက်တွေမှာဘယ်အဆောင်တွေကိုလိုက်ပြီးတော့ရိုက်ကြပေးမလဲဆိုတာစိုက်ကြည့်ပေးကြပါအောင်နော်။